စကောပြည်သက်များအားလုံးပဲမင်္ဂလာပါခုစင်တာစီးရီးယာတီသိမ်းဖို့ဒီလာတဲ့အချိန်ဒီမှာစီးရီးရဲ့ title race ကအရန်ကိုဝဲတာစိတ်ဝင်စားစရာကောင်းပါတယ်ပွဲစဉ်33ပြီးမှအင်တာမီလန်နဲ့နာပိုလီတို့ရမတ်တူအနေနဲ့ဖြစ်နေပါတယ်ဒါယာတီကုံလို့ဒါရမတ်တူဖြစ်နေရင်ဒါစီးရီး title race ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ဒါဝိုင်းအာကစားကလောင်ရှင်ကိုနရူညင်းချက်ရဲ့နောက်ထပ်ကလောင်ရှင်တယောက်ဖြစ်တဲ့စီတူရဲ့အနေပြီးတော့မှပါဝင်သုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအခုလို့ရေးမင်္ဂလာပါ င်္ဂလာပါမင်္ဂလာပါအကွဲပါဒါ series title risk ကတော်တော်ကြီးကိုစိတ်ဝင်စားစရာကောင်းပါတယ်ဒီနေရာမှာမတူညီတဲ့ဟာလေးပေါ့လေတခြား league တွေနဲ့မတူညီတဲ့ rule series တွေလည်းရှိတယ်ဆိုတာလေးကိုကျွန်တော်ဒါသိရပါတယ်ပထမဆုံးကိုနန်ဝင်ကစပြောမှာကျွန်တော်ဒါ series title risk ရဲ့ဆုံးဖြတ်ပုံ format လေးကိုတစ်ချက်လောက်လေးအခုပြောပြပေးပါအောင်ဗျအဲ series A ကဒါကျွန်တော်မှတ်မိသလောက်တော့ဒီတိုင်ဖြစ်တဲ့အချိန်မှာ playoff rule က2022မှာစပါတော့เนาะအဲ့ဒါဆိုရမို့ မတော်ကတော့ဒါမျိုးဘူးမှမြင်မှုမဟုတ်ဘူးဟုတ်ကဲ့ပါဒီစီမင်းအဟောင်းတိုင်းဆိုလဲဒါကကျွန်တော်တို့ go difference နဲ့သွားမှာပါနော်ဟုတ်ကဲ့အခုစီမင်းတက်မှာတော့အဲ့ကောင်ကိုတို့ပယ်ဖြတ်လိုက်ပြီးတော့ဒီ play off ပုံစံပြန်ကစားမယ်တော့ပြန်ကစားတဲ့အခါမှာဒီမပေးစရာထိတ်ဆုံးကဒီအမှတ်တူနေတဲ့အသင်းနှစ်သင်းကဒီ one of time ပေါ့နော် one of one of match ပေါ့နော်ဒီတကြော်တည်းပြန်ကစားမယ်အဲ့တကြော်တည်းပြန်ကစားပြီးတော့ဒီ score တူ ချန်ပီယံဘူးဖြစ်လာမယ်ဆိုတော့ဆုံးဖြတ်မယ်ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာဒီ goal difference တွေပါတယ်မတွက်ဘူးဆိုပေမဲ့လေ goal difference ကလည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုပေါ့နော်တကယ် one key area အနေနဲ့စဉ်းစားလို့ရတယ်ဘာကြောင့်လဲဆိုတော့အခုဆိုလက်ရှိ Inter Milan က goal difference တာနေတယ်ပေါ့နော် goal difference တာပြီးတော့ဒီနှစ်သင်းကဒီအမှတ်တူအနေအထားနဲ့ရာသီပုံမှာပွဲစဉ်38အပြီးအမှတ်တူအနေအထားနဲ့ပြီးသွားတဲ့အချိန်ဒီ goal difference ကို Inter Milan က ဆက်ထိန်းထားနိုင်မယ်ဆိုရင် order trend အตาကြီးကိုဆက်ထိန်းထားနိုင်မယ်ဆိုရင်တို့ဒီတကြော်တဲ့ကစားတဲ့အခါမှာဒီ golden trend အตาရတဲ့အသင်းကအဲ့တကြော်တဲ့ပွဲစဉ်ကိုတို့အိမ်ဝင်ပွဲစဉ်ကစားတို့အိမ်ဝင်မှာကစားအော်ဒါလို့ Napoli က golden trend စားတယ်ဆိုရင် Napoli ဘက်မှာတော့ကစားရမယ် Inter Milan က golden trend စားရင် Inter Milan ဘက်မှာကစားရတယ်ကျွန်တော်တို့ဒါက make sense ဖြစ်တယ်လို့ယူဆတာပေါ့နော်တော်တရားဒီလုံးမှာအမှတ်တူပြီမှာ code difference စာတာကြီးကအလကားဖြစ်သွားဒီ code difference နဲ့ title ပေးဖို့အတွက်ကလည်း ဒီသူတို့ဒါ leak ရဲ့ဆုံးဖြတ်ချက်ကသိပြီးတော့ဟိုဘယ်လိုခေါ်မလဲရက်ဆက်လွန်ရကြာလို့ထင်တယ်သို့တော့ go difference ကိုလုံးဝမစင်းစားတော့လေဒီအသိန်းတသိန်းရဲ့ဒီ go သွင်းနိုင်စွမ်းအားပေါ့နော်အဲအဲ့ဒီဟာကိုကြာမှာလဲဆိုတဲ့အခါကျတော့ go difference ကိုလေးနေရမှာ key advantages ကိုအနေနဲ့ advantage တခုအနေနဲ့ဒီ go difference အတားရတဲ့အသိန်းအင်္ဂွမှာတွားကစားမယ်ဟုတ်အမှတခုရှိတာကနည်းနည်းလေးပြန်ပြီးတော့ရက်ဆက်တယ်ပေါ့နော် dramatic ဖြစ်တယ် cruel ဖြစ်တယ်ဆိုတဲ့ကိစ္စက မိနစ်90 draw ဖြစ်နေပြီဆိုရင် extra time မတော်ဘူး။ဩ extra time မတော်ဘဲနဲ့ဒီ title က penalty kicks စီကိုတန်းပြီးတော့တော်မယ်။အဲ့ဒီမှာအဲ့ဒီအဲ့ဒီမှာတော့ဒီအမပေး champion စုတရားစီလုံးချိန်ပြိုင်ကြသွားခဲ့အမပေး champion စုကိုမိနစ်90အပြီးမှာဒီအချိန်ပိုမတော်ဘဲနဲ့ဒီ penalty အဆုံးဖြတ်နဲ့တန်းပြီးဆုံးဖြတ်တဲ့ဟာမျိုးကြတော့နည်းနည်း dramatic လည်းဖြစ်တယ် cruel လည်းဖြစ်တယ်။အဲ့လိုလိုခံခံစားရတယ်ပေါ့။ ဒါစီတူအောတစ်ချက်ဟိုတစ်ဆက်တည်းမှာပေါ့ညာညီအောတစ်ချက်တော့စီရီရဲ့အမြင်လေးပေါ့ဒါစီရီကခန္ဓာတော်ကိုနေကြီးပြောရတဲ့ပုံစံမျိုးဆိုရင်တော့တော်လေးလေးစိတ်ဝင်စားစရာကောင်းပါတယ်ဒါအခုကြည့်ခဲ့တဲ့ဒါမှတ်ဘေးပြိုင်ပွဲတွေမှာတော့ဒီ play off ကစားပြီးတော့မှ champion ဆုံးဖြတ်တယ်ဆိုတော့တခါမှတော့မကြုံဘူးသေးဘူးပေါ့နော်ဒီလိုစီရီရဲ့ formally နဲ့ပတ်သက်ပြီးတော့မှစီတူအောတစ်ချက်လောက်လေးသုံးသပ်ပေးပါဦး။ဟုတ်ကဲ့ကိုတော်တော်လေးသိလို့ရှာစရာကောင်းတဲ့ play off ပေါ့နော်။တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင်တခါမှမကြုံတွေ့ဘူးပြီးတော့ကျွန်တော်တို့ဒီလောက်ပြင်းမာတဲ့အဆင်အမှဆိုတော့တကယ်ကိုကူကြရတယ်ကျွန်တော်အနေနဲ့အခုချိန်မှာခံစားချက်ဖြစ်နေလဲဆိုတော့ဒီတိုင်းပဲရမှတူနေပြီးသွားစီခြင်းတယ်ဘာလို့လဲဆိုတော့အဲ့တခါမှမမြင်ဘူးတဲ့အားကြီးကိုခံစားကြည့်ခြင်းလို့ပေါ့နော်ဘယ်လိုများဖြစ်လာမလဲဆိုပြီးတော့အဲ့လိုမျိုးလဲတွေးမိတယ်ခုနကခုနကပြောသွားသလိုမျိုးလဲထောက်ခံတာပနတီတန်းကန်တာတော့နည်းနည်းလေး accrual ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဒါဒီပို့ပြီးတော့နှိမ့်တဲ့အသင်းအနေနဲ့ဆိုရင်ဒါပွဲကို defense နဲ့ကန်သွားပြီးတရည်နည်းဆွဲကုန်မယ် penalty တန်းကန်မယ်ဆိုရင်သူ့အတွက်ဘာပြောပြော chance ပို့ရှိနိုင်တဲ့အမျိုးကျွန်တော်တို့တွေ့မိရပေါ့လေအဲ့တော့ပြောမယ်ဆိုရင်ကျွန်တော် DI ကိုတော်တော်လေးခန်းစားခြင်း ਨੇ အဲပြီးတော့ DI နဲ့ပတ်သက်လို့လည်းခန်းစားချက်ကတော်တော်လေးကိုလက်ဆက်ပြီးတော့နည်းနည်းတော့စိတ်လုံရှားမိနေတယ်ပေါ့ဒါကြောင့်တကယ်ကြီးကိုကြည့်ခြင်းနေရပေါ့လေဟုတ်ဟုတ်ကဲ့ပါကျွန်တော်ဒါ series ရဲ့တမိုင်းမှာကတော့ပြန်ကြည့်လိုက်တော့ Inter အတာ1964တုန်းက ဒီလိုကစားမှုတွေဆိုတော့မျိုးတော့ဘိုလိုညာနဲ့အမတ်တူပြီးတော့မှဒီ play off ကစားမှုတွေဆိုတော့ဟာလေးတွားပြီးတော့မှတွေ့ရတယ်ဒီဟာလေးပေါ့အခုဒါ inter ကလည်းပြန်ပြီးတော့မှဒီလိုပြန်ပြီးတော့ဖြစ်နေပြီဆိုတော့ inter အတွက်ကတော့ဒါအမ်ဘလို့ပြောမလဲအနာဟောင်းပေါ့လေအနာဟောင်းတချို့ပြန်ပေါ်မယ်ဟာမျိုးဖြစ်မလားဒါမှမဟုတ်ဘဲနဲ့လေဒါတချို့ပြန်သူတို့ချန်ပီယံဖြစ်မလားပေါ့နော်ဒါလေးရောစိတ်ဝင်စားစရာကောင်းပါလေတော့ကုဏ္ဏကြီးတချို့လက်ချံပွဲအနေထားလေးနဲ့ပတ်သက်ပြီးတော့မှာရောဒီ Tatteris လက်ဒီရာဒီကုံမှုငါးပွဲအလူပေါ့နော်ဒီနေသားမှာဘယ်အသင်းကပို့ပြီးမှဒါ chance ပိုများလဲလို့အခုထင်မိလဲမသိဘူးဗျနှစ်သင်းစလုံးတော့စားတူရှိတယ်ပေါ့နော်အဲ့မှာဟိုနပိုလီကနည်းနည်းလေးပို့ပြီးတော့ပို့ပြီးတော့နည်းနည်းလေးပေါ့မဆိုးစလောက်လေးပွဲနည်းနည်းလေးပို့ချောင်တယ်လို့တော့ခံစားရတယ်အခု Inter Milan ရဲ့လက်ကျန်၅ပွဲမှာ home 3ပွဲပါတယ်လို့ Napoli ရဲ့လက်ကျန်၅ပွဲမှာလည်း home 3ပွဲပါတယ်။ဟုတ်ကဲ့။ဆိုတော့ Inter Milan ရဲ့အဲ home 3ပွဲမှာက Roma ရဲ့အဲ Verona ရဲ့ လာဇီယိုရဲ့ဆိုတော့ဒီပွဲတွေကနည်းနည်းလေးဟို challenge ကြီးတယ်ပေါ့နော်အထူးသဖြင့် Roma နဲ့ Lazio ပေါ့ဆိုတော့ဒီ Napoli ရဲ့အိမ်ဝင်သုံးပွဲက Torino ရှိမယ်နော် Genoa ရှိမယ် Cagliari ရှိမယ်ဆိုတော့သူတို့အတွက်ဟိုအရန်အန်ဒီရမရှိဘူးဆိုတဲ့အနေအထားမျိုးတွေအဲအဝေးကွင်းကျတော့ Inter Milan ကဟိုဘယ်လိုခေါ်မလဲ Torino နဲ့ပွဲကနည်းနည်းလေးကြက်မယ် Como နဲ့ပွဲကတော့ ဟို Inter Milan အတွက်နည်းနည်းဒီနောက်ဆုံးပွဲလေးရောက်တာပေါ့38လည်းဖြစ်တဲ့အခါကျတော့အမှတ်ယူဖို့အရင်မခက်လောက်ဘူးလို့တော့ထင်တယ်။နာပိုလီရဲ့အဝေးကနှစ်ပွဲကလက်ချီရဲ့နောက်တစ်ပွဲကပါမားရဲ့ဆိုတော့ကျွန်တော်တပွဲချင်းတွက်မယ်ဆိုဘူး Inter Milan ရဲ့လက်ကျန်5ပွဲ15မှတ်သူတို့ဘယ်နှမှတ်ယူမလဲဆို Roma home အိုက်ကောင်က challenge ကကြီးမယ်။ဘာကြောင့်လဲဆို Roma က UCL ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေတဲ့အသင်းဟုတ်တယ်ဟုတ်တယ် Verona နဲ့ပွဲ home အိုက်ပွဲကသူတို့ကောင်းကောင်း manage ပြလုပ်နိုင်တယ်သူတို့တကောင်းကောင်း ထိမ့်ထုတ်နိုင်တယ်ဒီပွဲကသူတို့အတွက်အဆင်ပြေတယ်ပြီးရင်တိုရီနိုနဲ့ပွဲ Inter Milan focus အပြည့်ထားရမယ်စမ်းသပ်မှုအဝေးဝင်းလည်းဖြစ်နေတယ်ဒါလက်ကျန်၅ပွဲပထမဆုံးအဝေးဝင်းပြန်ဆားကစားဟုတ်ကဲ့လာဇီယိုကျတော့ tactical battle ပေါ့နော်လာဇီယိုက tactical အရန်အားကောင်းတယ်ဟိုတေးခံကစားတာမျိုးဖြစ်စေပြီးတော့အမားလည်းကစားနိုင်တယ်အပြော့လည်းကစားနိုင်တယ်သူကိုယ်တိုင်လည်း top six ထဲမှာပါနေတဲ့အသင်းအကိုမိုကတော့ဟိုတိတ်ပြီးတော့အများကြီးကျွန်တော်တို့ဟို Inter Milan ကိုလို့ကိုလို့တော့မှလို့ထင်တယ်ပေါ့နော် ဆိုတော့ဟိုဒါကဒါ Inter Milan အနေထားပေါ့ဆိုတော့တို့အနေနဲ့ဆိုဒီ၅ပွဲထဲမှာ Roma, Lazio နဲ့ Torino ဝေးပွဲစဉ်တွေကလည်းနည်းစိန်ကောင်းမှုကြီးတယ်။ Napoli ကြတော့ဒီ Torino ကိုအင်္ဂွင်းမှာကစားမယ်။အဲ့ဒီဒီ Torino ကနည်းနည်း tricky ဖြစ်တယ်။ Napoli အတွက်နိုင်မှုလည်းများတယ်သို့တော့လည်းနည်းနည်း tricky ဖြစ်မယ်လက်ချင်းနဲ့အဝေးကင်းပွဲကသူတို့နိုင်မယ်ဂျင်နိုဝါနဲ့ပွဲကဂျင်နိုဝါကနည်းနည်းဖိအားကင်းကင်းနဲ့တကယ် dangerous midfield team တစ်သင်းအနေနဲ့ပြီးတော့ဒီ Napoli ကိုလည်း ဟိုဘယ်လိုပုံလဲကစားဟန်အရာဖြစ်စီနည်းနည်းဒုက္ခပေးနိုင်ကြီးတော့ရှိတယ်တိုးတိုးနာပိုလီကြော်ဖြတ်အောင်ကြော်ဖြတ်နိုင်တယ်အပါမအပါမကကြတော့အသူတို့အိမ်ခွင်းမှာနည်းနည်းလေးခံမှန်းခက်တယ်ပါမရဲ့ပုံစံကအကက်ဂလီယရီကက်ဂလီယရီကအဲ့ဒီအချိန်ဆိုရင် relegation battle အတွက်တိုက်ပွဲဝင်တဲ့အချိန်ဖြစ်လာတယ်တိုးတိုးကျွန်တော်တို့အဖက်ဖက်ကခြုံကျင်းနာပိုလီကတော့ဟိုပိုအင်တာမီလန်ထက်ပိုကောင်းတယ်လို့မဆိုလို့ပြင်မယ်နာပိုလီဟာဒီပွဲစဉ်စရာအရာအင်တာမီလန်ထက်နည်းနည်းလေးအခြေအနေပိုကောင်းတယ်လို့ခံစားရတယ် ဟုတ်ကဲ့ပါကိုဒါလက်ချောင်းပွဲနဲ့ပတ်သက်ပြီးတော့ဒါကိုနေကြီးသုံးသက်ပြီးပါတော်တော်လေးလည်းဒါပြည့်စုံပါတယ်စီတူအောတစ်ချက်လောက်ကြီးအင်တာမီလန်ကပြီးခဲ့တဲ့ရက်ပိုင်းကပဲမီလန်ဒါဘီမှာသူတို့ကိုပါအီတလီယာအချိုပိုးလူပဲဒုတိယအကြော့မှာ3-0နဲ့ရှုံးသွားတယ်ဒီရှုံးသွားတဲ့ effect ကဒါလက်ချောင်းပွဲပေါ့လေပထမဆုံးကတော့မရှုံးခင်တော့ချန်ပီယံဒါဆူဖလာ၃လုံးလမ်းကြောင်းမှာအင်တာမီလန်ကရှိနေတယ်အခုဒါဆက်တိုက်ဆိုသလိုပါပဲပြီးခဲ့တဲ့တစ်ပတ်စီးရီးအပွဲစဉ်မှာသူတို့ဘိုလိုညာကိုနောက်ဆုံးမိနစ်ဒါ94မိနစ်မှာတွင်းခဲ့တဲ့အော်ဆိုလီနီရဲ့ဂိုးနဲ့ရှုံးသွားတယ်တစ်ဆက်တည်းပါပဲဆက်ကစားတဲ့ဂျာယက်က ကိုပါအီတလီယာပွဲမှာလည်းဒါအင်တာမီလန်ရှုံးသွားတယ်အင်တာမီလန်ရဲ့ခြေစွမ်းနဲ့ဒီနောက်ပိုင်းနည်းနည်းလေးဒီရှုံးဝက်ဆက်လာတဲ့အခြေအနေပေါ့လေဒီအခြေအနေပေါ်လေးလည်းတစ်ချက်လောက်သုံးသပ်ပေးပါဦးနောက်တစ်ခုကတစ်ဆက်တည်းမှာပဲကိုပါအီတလီယာရှုံးပွဲအရောဒီစီမိုနီအင်ဇာဂီနဲ့သူ့ရဲ့အတင်းသားတွေပေါ့ဘယ်လောက်ရိုက်ခတ်မှုရှိနိုင်တယ်လို့ထင်နေမသိဘူးညီဟုတ်ကဲ့ကိုဒီတို့ရဲ့ travel aim map ပေါ့နော် travel aim map အတွက်တော်တော်လေးထိချက်ပြင်းတယ်ဒီအားထက်ပုံပြီးအရေးကြီးတဲ့အချက်ကကျွန်တော်ကတော့ဒီ wall လောက်ပိုင်းပေါ့နော် inner milan ဟာဒီခက်ခဲတဲ့ပွဲတွေတောက်လျှောက် စတိုက်ကစားနေရတယ်ပေါ့နော်ဒါဘိုင်မြူနစ်နဲ့ဆန်ဒီနီကွာတာဖိုင်နယ်နှစ်ကြော့အဲ့နှစ်ကြော့ပြီးရဲ့အခေါက်မှာတော့ဒါအခုပြီးခဲ့တဲ့အပတ်မှာဆိုရင်ဘိုလိုညာနဲ့ယင်ဆိုင်ရတယ်ပြီးတော့ AC Milan နဲ့ယင်ဆိုင်ရတယ်ပြီးရင်အခုရိုမာနဲ့ဒါယင်ဆိုင်ရမယ်ပေါ့နော်အပွဲချက်တွေကြီးပဲအဲ့တော့ပွဲချက်တွေမှာလည်းတို့ရလက်ဒီချစင်းမှုအချို့ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့အခုလာမယ်ရိုမာပွဲရိုမာနဲ့ပွဲ ပြီးရင်တို့အရင်အရေးကြီးရဲ့ပွဲချန်ပီယံလိစီမီဖိုင်နယ်အဆင့်တွေလာပြီပေါ့နော်အဲ့တော့ဘာစီလိုနာတို့ ဘာစီလိုနာနှစ်ကြော့ကဒါစောင့်ကြိုနေတယ်အဲ့တော့ပြောမယ်ဆိုရင်ကျွန်တော်စိတ်ပိုင်းဆိုင်ရာအရာဒီ travel aim ပျက်စီးသွားခြင်းဆိုတာတက်ပို့ပြီးတော့အရေးကြီးနေတာကျွန်တော်ရုပ်ပိုင်းဆိုင်ရာနဲ့ဒီအသင်းရဲ့ခြေစွမ်းပိုင်းကိုကမောက်ကမဖြစ်စေနိုင်တဲ့ပွဲစဉ်စရာတွေပေါ့နော်အဲ့တော့ပွဲချက်တွေဟိုပွဲစိတ်နေုံနဲ့မဟုတ်အဲ့ပွဲတွေကအရင်ကျက်နေတဲ့အနေထားတစ်ခုမှရှိတယ်အဲ့တော့အဲ့ဒီဥစ္စာအင်တာမီလန်ကိုဒါကောင်းကောင်းဒုက္ခပေးသွားနိုင်တယ်အရာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ဒီဟာကိုတော်တော်လေးစောင့်ကြည့်ဖို့လိုတယ်အင်တာမီလန်အနေနဲ့ပြောမယ်ဆိုရင်ခုနကကိုယ်တော်ဝင်သုံးသပ်သွားသလိုပဲပွဲကနည်းနည်းလေးကျက်နေတယ် အင်တာကနည်းနည်းလေးပိုကျက်နေတဲ့အနေအထားမှာရှိတယ်။အဲ့နည်းနည်းလေးပိုကျက်နေတဲ့အနေအထားကိုမှဘာစီလိုနာနှစ်ပွဲရာကြားရရဝင်ထောက်တာဖြစ်တဲ့အတွက်သူတို့ တော်တော်လေး tricky ဖြစ်တဲ့ပွဲစဉ်ဇာတ်ဖြစ်ပြီးတော့သူ့အနေနဲ့ဒီဟာကိုအမ်အခုတက်ပို့ပြီးတော့အခုပြီးပြီးခဲ့တဲ့နှစ်ပွဲမှာဖျက်ချော်ခဲ့တယ်မလုံလောက်ဘူးပေါ့နော်အခုတက်ပို့တယ်စမ်းဆောင်နေတဲ့ဖျက်ချော်ဖို့အရေးကြီးလိုအပ်နေလို့မြင်ပါတယ်ပို့ဟုတ်ကဲ့ပါဒါအင်တာအတွက်တော့ပွဲချက်တွေလည်းများတယ်ဒီဆက်တိုက်ကစားမဲ့အနေထားပေါ့ဒါတော့မှအင်တာဒဏ်ရာပြဿနာတော်တော်ကိုနည်းပါနော်ဒါလက်ရှိကာလမှာဆိုရင် Danfrey လောက်ပဲဒါ Marcus Turan ကတော့ပြီးခဲ့တဲ့တစ်ပတ်ကတော့ဒဏ်ရာဝါရှိတယ်ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိတာတော့အင်တာအတွက်နည်းနည်းလေးတော့အသက်ရှူချောင်စီတာပေါ့နော်ဒဏ်ရာပြဿနာရှိရင်တော့ပိုပြီးတော့မှအခြေအနေစိုးနိုင်တယ်နောက်ထပ်ဒါကုနာလုံ ရင်တစ်ချက်တော့ဒီနာပိုလီနဲ့နာပိုလီရဲ့အခြေအနေပေါ့လေအဓိကနာပိုလီဆိုတာတဲ့ကျွန်တော်တို့ဒါခွန်တီရဲ့ဒီသူ့ရဲ့ record တွေရဲ့နောက်တဲ့သူ့ရဲ့ဆွမ်းဆောင်ရည်တွေရဲ့ဒီအခြေအနေပေါ့လေကိုနန်ကြီးတစ်ချက်တော့သုံးသပ်ပြပါအောင်ဗျအာနိပြနှစ်ဦးစလုံးကအရင်သေးရှိတယ်သမုန်အင်ဇာဂီကလည်းဒါအတိမပြောနေပြပါတော့။အန်တိုနီယိုကွန်တေကတော့အဂလိုဘယ်အတိုင်းအတာနဲ့ပေါ့။နော်တသက်ပြပြီးသားနေပြ။အတွေ့အကြုံလည်းပုံများတယ်။အဲနောက်တစ်ခုက နှစ်တင်းလုံးကမာကျော်တယ်ဟုတ်ကဲ့ဒီမှာ Inter Milan ဆိုရင်ဗျာကျွန်တော်တို့ကဟို Inter Milan လို့ပြောလိုက်ရင်လော်လော်လေးပါပြင်းမြင်မလဲဆိုရင်သူတို့ဒီ wing backs တွေရဲ့ဟိုဒီဟောလို့ခေါ်မလဲအလုအလုလုံနိုင်စမ်းနော်ပြီးတော့ Lautaro Martinez ကိုကျွန်တော်တို့ပြင်းမြင်မယ်ပြီးတော့သူတို့ structure အရန်ငိမ့်နေခိုင်းနေအဲ့ဒီဟာကိုပြောလို့ရတယ်အနောက်ကဒီဒီ Simone Inzaghi ရဲ့အတင်းမှာအရင်တော့လည်းကျွန်တော်တို့ပြောလို့ရတယ်ဒီ center back တွေရဲ့အလုလို့ပေါ့နော်ဟုတ်ကဲ့သူတို့ဒါတွေကဒါ အင်တာမီလန်နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရတဲ့အပိုင်းတွေပေါ့နာပိုလီကကြတော့ပြီးတော့ဒါဆီမိုလီအင်ဇာဂီနဲ့အတူဒီအသင်းကကျွန်တော်တို့စဉ်စားမပြတ်တည်ဆောက်လာပြီးတော့အင်တာမီလန်ဆိုရင်ဟိုပုံစံကျနေတယ်ပြီးတော့အဲသူတို့ကသူတို့ရဲ့ရိုးရာတစ်ခုကိုသူတို့တွားနေတယ်သူတို့ရဲ့ style of play တခုခိုင်အောင်မှာရှိတယ်လို့ပြောလို့ရတယ်နာပိုလီကကြတော့ကျွန်တော်တို့အစဉ်အဆက်ကျွန်တော်တို့ဗာမြင်လာလေဆိုတော့ဒီ series A မှာဖြော်ယူပေးနိုင်တဲ့အသင်းတသင်းတွေလည်းမြင်လာရတယ်ပြီးတော့နာပိုလီကနေပြီးတော့ဒါထိတ်တန်းတိုက်စစ်ကစားသမားတွေအများကြီးထွက်ပေါ်ခဲ့တယ် နာပိုလီယံကြီးတို့ပြီးတော့ဒီကမ္ဘာဘောလုံးလောကအတွက်ဒီဖြုံယူပေးနိုင်တဲ့ပါရမရှင်တွေအများကြီးဝှထုတ်ပေးခဲ့တယ်နော်နာပိုလီယံဟုတ်ကဲ့အဲ့ဒီနေသားနေအန်တိုနီယိုကွန်တီရောက်လာတဲ့အချိန်မှာနာပိုလီဟာဒီကစားကွက်ညညောတဲ့အသင်းအသွမှုဖြုံယူပေးနိုင်တဲ့အသင်းဆိုတဲ့အနေထားနေရုတ်တရက်ဒီနာပိုလီဟာတကယ်ဟိုဘယ်လိုခေါ်မလဲ rock solid အသင်းမျိုးဖြစ်လာတယ်ဖြစ်လာပြီးတော့ဒီဟိုကဒီ Tomanero လို့ကစားသမားမျိုးတွေအားကိုးရတယ်ပြီးတော့နာပိုလီအသင်းရဲ့အသင်းလိုက် ကစားပုံဟာတသိန်းလုံးရဲ့ရွေလျားပုံဟာဟိုဘယ်လိုဖော်မလဲသူတို့ combat ဖြစ်တယ်ပြီးတော့ထိတ်ဆုံး line နဲ့နောက်ဆုံး line ကြားထဲမှာ data ဟိုကျွမ်းကျင်သူတွေရဲ့30ချက်ပေါ့ကျွန်တော် Napoli ပွဲတွေအများကြီးလို့ကျွန်တော်မကြည့်ဘူးဖြစ်ပါဟုတ်ကဲ့ဒါပေမဲ့ဟိုကျွန်တော်ကြည့်ကြည့်မိသလောက်နဲ့ဒါကျွမ်းကျင်တဲ့သူတွေ Italy ဘောလုံးလောကကျွမ်းကျင်တဲ့သူတွေဒါဆောင်းမရှင်တွေရဲ့30ချက်အရတော့သူတို့ပုံစံကဟိုတစ်ခုခုလုံးမယ်ဆိုရင်စူးစူးစီးလောက်တယ်အဲ့စူးစီးအောက်သူတို့အရန်ယုံတယ်အဲ့စူးစီးအောက်သူတို့အရန်အားပိုးတယ် ိုက်ဆိုဒီအားကိုအရင်အားကိုတဲ့အတွက်တော်တော်ကိုယ်ပါမီရှင်တွေပါလေအဲ့လောက်မလို့အပ်ဘူးဟိုတော့ကျွန်တော်တို့မြင်ခဲ့တဲ့ဒီ insignia တို့ဒီ level 0တို့အစရှိတဲ့ပြည်မှာ Napoli ကနေရဲ့ဝင်နေအများ Cavani တို့အများကြီးထွက်ပေါ်ခဲ့အဲ့အဲ့လိုအဲ့လိုမျိုးလည်းမလို့အပ်ဘူးအရေးကြီးတာစုစုစည်စည်နဲ့တက်တက်မယ်ဆိုရင်ဒီအကောင်လုံးတက်သွားမယ်တက်သွားတဲ့အခါမှာဒီဘောလုံးကင်ထားတဲ့တရားကိုကျန်တဲ့သူတွေကဘာပေးဆက်နိုင်မလဲဘောလုံးကင်ထားတဲ့သူတွေကကျန်တဲ့သူတွေကိုဘာလို့ပေးနိုင်မလဲအဲ့လိုမျိုးဒီ ideology နဲ့လောကအောင်အခြေပြုပြီးသွားတဲ့အသင်း ဆိုတဲ့အခါကျတော့ဒါတိတာပါတယ်ကွဲပြားတဲ့ result ကတော့နာပိုလီကအရင်တော့ကလို့ဂိုးတွေအများကြီးသွင်းတဲ့အသင်းမျိုးမဟုတ်တော့ဘူးအန်တိုနီကွန်ဒီလက်ထက်မှာလောကတော့အရင်ကောင်းနေအဲသူတို့ဒီမာဂျီနယ်ဝင်းစ်တွေများတယ်အဲသူတို့ရဲ့ခံစက်ဟာလိုအပ်ရင်လိုအပ်တယ်လို့ပိတ်ဆို့ပြီးလဲကစားနိုင်တယ်ခက်ချမ်းချမ်းလဲကစားနိုင်တယ်အဲဒုမဟုတ်လဲဒီ tactical line ပေါ့နော်ဒီ awareness အကျင့်နဲ့လဲကစားနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့နာပိုလီက Inter Milan မာကျော်တယ်ဆိုတော့ပုံမာကျော်အောင်ကစားတတ်တယ်သို့တော့ ဒီနာပိုလီဟာစုပေါင်းအားနဲ့အလုပ်လုပ်ပြီးတော့သူတို့ဆီကနေပြီးတော့တကယ်ခရိုရှားဝင်နာတူးဦးအနေနဲ့ထုတ်ပြဖို့အတွက်တော့နည်းနည်းလေးခက်တယ်ဆိုတဲ့ပုံစံမျိုးတော့ဒါကျွန်တော်မြင်တယ်ပေါ့ဟုတ်ကဲ့ပါဒါဒီနာပိုလီနဲ့ပတ်သက်ပြီးတော့တစ်ဆက်တည်းမှာပဲအင်တာမီလန်နဲ့ပတ်သက်ပြီးတော့မှလည်းဒါခုနဝင်တုံ့တက်ပြီးတာတော်တော်လေးပြည့်စုံပါလေအခုဒါကျွန်တော်စီးရီတက်တယ်ရစ်နဲ့ပတ်သက်ပြီးတော့မှအဓိကတိုက်တဲ့အားပြိုင်နေတဲ့အင်တာမီလန်ရဲ့နာပိုလီရဲ့နောက်ဆက်တွဲပေါ့လေဒါစီးရီရောကျွန်တော်ဒါတခြားလိဒီမှာရောမချုပ်ဘူးတဲ့ဒီ play off ကစားမယ်ဆိုတဲ့အနေထားလေးကလည်းတော်တော်လေးကိုစိတ်လှရှားစရာကောင်းပါတယ်ဒီအခြေအနေတွေဒီအသင်းအသင်းနဲ့ပတ်သက်ပြီးတော့မှစီတူအောင်ဗာမြန်ဖြစ်ဆက်ပြောချင်နေလည်းမသိဘူးကြီးဟုတ်ကဲ့ကိုအင်တာမီလန်ကခုနကခုနကနိုဝင်ပြောသွားသလိုပဲသူကငွေရဲ့ခိုင်မာပြီးသားအသင်တကယ်ကိုသူ့ရဲ့ tactical နဲ့ပေါ့သူ့ရဲ့အောင်မြင်မှုတွေကိုတတ်သိပြပြီးသားအဲ့ဒီအခြေအနေကိုနာပိုလီကခုလိုထိုးပေါက်လာတာတော်တော်လေးအမ် တရားကြရတယ်ပေါ့နော်သူတို့ရဲ့အနေအထားတခုကပြီးတော့ကျွန်တော်တို့ထင်တာအတပိုပြီးတော့စုစည်းပြီးတော့သူတို့ဖြင့်သူတို့ရဲ့ break through ကိုကျွန်တော်တို့ terminate ကိုတတ်မှတ်ခြင်းနဲ့ပေါ့နော် terminate ကအန်သမှုကောင်းလောက်အောင်လုပ်ပြနေရပေါ့နော်သူတို့ goal တွေတောက်လျှောက်သွင်းနေတာဒါကြဲတော့ goal တွေမဟုတ်ဘဲနဲ့သူကဒီအစည်းအဝေးရဲ့အဲဂျူရက်စဝင်းနင်းကစားအကောင်းဆုံးကစားသမားတစ်ယောက်လည်းဖြစ်နေပါဘူး။အဲ့တော့တော်မနီကြီးကလည်းကျွန်တော်ကွင်းလယ်ကစားသမားတစ်ယောက်ရဲ့သူတို့လိုချင်တဲ့ box to box player တစ်ယောက်လို့သူကောင်းကောင်းကစားနေတယ်လို့မျိုးလိုအပ်တဲ့ goal တွေကိုသူကွင်း တိုက်စစ်တွေကိုသူပေါင်းဆက်ပြီးတော့သွင်းပေးနေတာကိုလည်းကျွန်တော်တို့မြင်ရတယ်။အဲ့တော့ဘာဖြစ်လို့နာပိုလီနဲ့ကွန်တီလုတ်ပြနေတာပြီးတော့ဒီလူကာကူတို့လိုတော်မီနီတို့လိုအပယ်ခံအနည်းငယ်ဖြစ်ခဲ့တဲ့စာသမားတွေလုတ်ပြနေတဲ့ဒီစွမ်းဆောင်ကြီးကတော့တော်တော်လေးအထင်ကြီးဖို့ကောင်းတယ်။အင်တာမီလန်ကတော့ထုံးစံနိုင်မယ်သူတို့ရဲ့ tactical brilliance ကဒါကြောက်စရာကြီးပေါ့နော်။အဲ့တော့ပြောမလို့ဆိုရင်ဒီ title ကကျွန်တော်တို့ဒီလက်ရှိဥရောပ အခုချိန်ဒီအသက်ဝင်နေဆဲပေါ့เนาะတခြားပရီးမီးယားလိဆိုရင်ဒါအဖြစ်တော်တော်လေးပေါ်သွားပြီဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်ဆိုရင်လည်းတော်တော်လေးပေါ်သွားပြီပေါ့เนาะပြောမဆိုရင်ဘူနစ်လီဂါမှာလည်းတော်တော်လေးပေါ်နေပြီပေါ့เนาะအဲ့တော့ဒီအချိန်ဒီအကုန်လုံးမှာတော့ဒါ Serie A ဟာကျွန်တော်တို့အကုန်လုံးရေကုန်စရာအပင်းနေဆုံးဒီပြရုပ်တစ်ခုအဖြစ်ကျွန်တော်ကတော့ညွှန်ဆိုချင်ပါတယ်ကိုဟုတ်ကဲ့ပါကိုနေတော့ပါတော့ခုတော့ဖြစ်ပြောနေလားဟုတ်ကဲ့ဟုတ်ကဲ့ဟိုကွန်တီက Inter Milan ကိုဒီလမ်းကြောင်းပေါ်ဆက်ဆွတ်တင်ပေးခဲ့တယ်လို့ပေါ့เนาะလိုကာကူကလည်း Inter Milan ရဲ့ ရင်းသက်တွေအတွက်ဆိုအများကြီးအလုပ်ပြီးပြုခဲ့တဲ့ကစားသမားပေါ့နော်အဲ့တော့ဒီနှစ်ယောက်ဟာဒါသူတို့အသင်းဟောင်းနဲ့ပြန်ပြီးတော့ဒါဟိုသူတို့အသင်းဟောင်းကိုပြန်အသေးခွဲရမယ့်အလုပ်ကိုလုပ်မယ့်သူတွေဖြစ်နေတယ်ဒါလေးကလည်းဟို story line လေးလှတယ်ဟုတ်ကဲ့ကိုဒါကိုတို့ပြောသွားတာဟောဒါစီတူပြောသွားတာဟောတော်တော်လေးလေးပြေဆုံးပါတယ်ဒါ ဟုတ်ကဲ့ပါ series title race နဲ့ပတ်သက်ပြီးတော့မှကိုနန်ဝင်တို့ဒါစီတူတို့တုံးသက်ပြီးသွားတာကိုစောကောပရိသတ်တွေလည်းကျင်းတဲ့အားရလိမ့်မယ်လို့ထင်ပါတယ်။ကြည့်ရှုအားပေးကြတဲ့စောကောပရိသတ်တို့ဦးချင်းစီကိုယေရှုသူတင်ရှိပါတယ်ခင်ဗျာ။